ိတ်နဲ့ဒီ336ပေါ့နော်ခွာ9နဲ့ break ကိုတနည်းကြော်မှဒါရှစ်ခါနဲ့ခွာ1နဲ့အဲ3ခွာ3နဲ့ break 1ပေါ့နော်အဲ့လိုဖြစ်တာနဲ့အဲ့နှစ်ထဲမှာနောက်ပိတ်3လုံး1လို့စဖြစ်တဲ့ကဏ္ဍကသူ့ဆောင်မှာဒါ light ထွက်တယ်ပေါ့ဗျာဟုတ်ပြီနော်ဒါတိုက်ဆိုင်ကိုရှင်းပြနော်သူကြိုက်မှာထိုးပေါ့6လေးလေးမွေးထားပါလေကျွန်တော်တော့မွေးမခိုင်းဘူးနော်နောက်ပြီးတော့ကျွန်တော်တို့ဒုတိယကက် အဲရှုပ်မှာဆိုပေါ့နော်ဒီမှာ၃ညထိပ်ခွာ၃ညခါနဲ့ပေါ့နော်ခွာ၃ညနဲ့ပရိတ်၃ညသူ့ရဲ့နောက်တစ်နေ့မှာဒါခွန်ခါနဲ့ခွာ၃ညပရိတ်၃ညပေါ့နော်အဲ့တော့ဒီခွန်ခါကြောင့်နောက်ပိတ်၃လုံး2လို့ဖြစ်တဲ့ဒီ၃လုံးပေါင်းရင်2ကလူဆောင်မှာပရမအောင်ဖြစ်တဲ့နေ့ပေါ့နော်လူဆောင်မှာ၈နှစ်နဲ့လို့လိုက်ထွက်တယ်ဒါဆိုတတိယကတ်ကဒီမှာကျွန်တော်ရှုပ်ထားတာပေါ့နော်ဒီမှာရှုပ်လာဆိုကလနာကျွဲပြီးသားဟာမလန်ကျွန်တော်ဒီတစ်ထိပ်ကြောင့်ဒီ၃ညခါနဲ့ခွာတဲ့တနည်းကြော်မှာဒါ၆ခါနဲ့ခွာတော့ပေါ့နော်ဒီ၆ခါကြောင့်နောက်ပိတ်၃လုံး ဒီတော့1 2 3ပေါ့နော်1 2 3အဲ3လုံးပေါင်းခြင်း3ဖြစ်မဲ့နောက်ပဲ3လုံးပထမဆုံး3ဖြစ်တဲ့အပေါ့နော်ပထမဆုံး3ဖြစ်တဲ့ခါဒီမှာဖြစ်တာပေါ့ရအဲမှာ4 3 6ပေါ့အဲ4 3 6ကကြည့်ရင်ထိုးပေါ့24ဒီမှာရှင်းတော့ပဲရှင်းပေါင်းရှင်းပေါ့နော်သူရဲ့နောက်တစ်နှစ်မှာဒါ3ပါတဲ့ပရိတ်6တကွက်ကနောက်တစ်နှစ်မှာလိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်တယ်ပေါ့အဲ့လိုထွက်တာနဲ့သူကနေပြီးတော့ဒီ3ပါတဲ့ပရိတ်6ကနေပြီးတော့ပေါ့နော်တစ်နှစ်နှစ်နှစ်3နှစ် ၄နှစ်မြောက်မှာပရိတ်ကူးနှစ်ချက်ဆင့်ရိုက်တယ်ဘောနော၉ပါဝါ၄ပရိတ်လို့ထွက်ရင်ဒီပရိတ်ကူးနှစ်ခုရဲ့အကြောင်းမှာဒီ998ဝန်းကျင်နဲ့ပရိတ်လေးထွက်တာဘောနော်အဲ့ပရိတ်လေးဒီနောက်ထပ်ပရိတ်လေးတစ်ခွက်ပဲထွက်တော့တာနော်နောက်ထပ်ပရိတ်လေးဒီဒီတစ်ခွက်ပဲထွက်တော့တာပရိတ်လေးဒီနှစ်နှစ်ကျိန်ပဲထွက်တယ်ဆိုလို့တော့ဘောနော်ဒါကတော့ तू ထွက်တာအတိအကျထွက်တာမထွက်တာတော့ကျွန်တော်လည်းမသိဘူးနော်ကျွန်တော်အမြင်နဲ့တိုင်းပဲပြပေးတယ်ဟုတ်ပြီနော် ไอ้ตู้ออกมาถอดแต่กระนั้นก็เลยเปลี่ยนญาไล่ถอดแต่เนาะဒီပရိလေးလိုစထွက်တာနဲ့သူ့အောက်ကထွက်တဲ့ကနန်းကပြန်ညလိုက်ထွက်တယ်နော်ဒါလည်းတစ်ချက်ရှင်းပေးတယ်ပေါ့နော်အဲ့ဒီကနန်းဒီအကွာဝေးအဝေးရနေအကွာဝေးတူတူပဲဟိုကြိုက်တယ်ဆိုရင်ပေါ့နော်ဒီမှာတော်တော်ကိုဝေးတာဒီသူ့ရဲ့တပင်ကြောက661 6တအပီစင်းရဲ့တပင်ကြောကကနန်းပေါ့နော်အဲ့ကောင်ဆိုခုနှစ်နဲ့ရေးမယ်ဆိုရင်ကျွန်တော်တို့ကရောက်ကန်နဲ့ဆိုရင်64 64က ဒီကောင်က94ပဲ94ရက်နေဆိုတော့ဒီမှာ84 84ရက်နေပြီးတော့နောက်ထပ်ထပ်ရေးမယ်ဒီဒီဟို84 10နှစ်ထားလိုက်ပါတော့ဒီနှစ်3 4 5 6နှစ်မြောက်ဗျအဲ့ဒါ16နှစ်လောက်ကြာတာဗောနော်အဲ့ဒီမှာသူကဘာထူးခြားလဲဆိုတော့အဲ့နှစ်ထဲမှာတဲ့သူကကဏန်းတစ်ခွက်ကိုအတည့်လိုက်ထွက်တယ်ဗျဒီမှာကြည့်9ခွန်8ဗော9 3ခွန်5ခွန်ဗောနော်အဲ့ကဏန်းဒီတစ်နှစ်နှစ်3နှစ်4နှစ်ကျော်ကကဏန်းကို အတက်လိုက်ရွှေ့ရပေါ့နော်ဒီ9369ကိုတနည်းနည်းနည်း3နှစ်4နှစ်ကျော်မှဒါအတက်ထွက်တာပေါ့အဲ့လိုထွက်ဖို့ပါဘူးလေသူကသူ့ရဲ့အောက်ဆောင်မှာထွက်ထားတဲ့ဒီ၄ထိတ်နဲ့ကနန်းကသူ့ရဲ့နောက်တစ်နှစ်မှာလိုက်ထွက်ရမှာပေါ့နော်အဲ့လိုထွက်ပြီးမှဒီ၄ထိတ်ရပေးမှာသူက6ထိတ်လို့ထိတ်စီးနှလုံးခံတာပေါ့နော်၄6ပေါ့အဲ့လိုခံပြီးမှသူ့ရဲ့ဒီ၄ထိတ်ရဲ့ တပင်ကြောတပင်ကြောကနန်းကို6ထည့်ရဲ့တပင်ကြောမှာလိုက်ထွက်တာပေါ့နော်အဲ့လိုထွက်တဲ့နေရာမှာလဲဒါသူ့ရဲ့မြင်းကုံမှာထွက်တဲ့ကနန်းကဘေးနစ်ကကနန်းဖြစ်နေရမှာပေါ့အဲ့လိုမျိုးလေးပေါ့နော်ဒါဆိုတတိယကတ်တော့ဒါလေးလည်းကျွန်တော်လူတမန်ငါရှန်ငါလေးပေါ့နော်ဒါ24ချိန်မှာဒါရှီပေါင်း88နောက်ပိတ်ပရိတ်6ပေါ့နော်သူ့ရဲ့နောက်တစ်နေ့မှာဒါ3ပါတဲ့ပရိတ်6တကွာနောက်တစ်နေ့ကိုထွက်တာပေါ့နော် အဲသူကနေပြီးတော့တစ်နှစ်နှစ်၃နှစ်၄နှစ်မြောက်မှာဒါ break ရှင်းနှစ်ခါဆင့်ထတ်တာပေါ့နော်ထပ်ပြီးတော့အဲ့ဒီထဲမှာ break ၃လို့စပေါ်ရင်သူ့ရဲ့ဘေးနှစ်မှာသောင်းမှာပေါ့နော် break ချစ်ဒီ break ရှင်းခံပြီးမှဒီ၃ခွန်းတည်း1ချင်းနဲ့ပေါ်တာပေါ့ဗျပေါ်ပြီးရတဲ့သူ့ရဲ့အောက်မှာထွက်တဲ့ဒီ6ခွန်းနှစ်ဒီပြန်ရလိုက်ထွက်လာလို့ရှိတယ်ပေါ့နော်ဒါကြရင်လည်းထိုးပေါ့ပြန်ရလိုက်ထွက်လာပေါ့သူကတော့၃၅ break နဲ့ပဲသွားတာပေါ့နော် ိုက်ကွန်ကလည်းဒီစက်ခွန်ကနေပြီးကျွန်တော်တို့ဒီ၃ရောက်ခွန်ကိုသွားလိုက်ပြန်သူကနေပြီးတော့ဒီမှာပါပဲ1 2 3 4 5 6ညမြောက်မှာဒီမှာ1 6ခွန်ရှိနေပြီအိုက်ကနန်အောက်လိုပဲကျော်မှာ6တက်ပါဝါပြီးရင်တပင်ကြွားကနန်ဆိုပြီးတော့လိုက်ထွက်တာလားပေါ့နော်အဝေးရွေးတော်တော်ဝေးတယ်အဲ့လိုထွက်ရင်တော့အိုက်အောင်မှာဒါပြန်ညာထိုးဖို့ဗျာအိုက်ကနန်ကိုပြန်ညာလိုက်ကစားပေါ့နောက်ပြီးတော့အိုက်နှစ်ထဲမှာသူကကနန်းတစ်ခုအတက်လိုက်ထွက်တာဒီမှာထွက်တာဗျာ ဒီ delay တော့ဘောเนาะတနေ့နေ့နေ့၃နေ့၄နေ့ကျော်ခဏပါဗျာအဲ့၄နေ့ကျော်လို့ဒီ delay တော့ delay တော့ထွက်လို့ဘောเนาะသူ့ရဲ့အောက်တပွဲကျော်မှာထွက်ထားတဲ့ဒီ၄ထိပ်စီးနေခဏကသူ့ရဲ့နောက်တစ်နေ့မှာဒီမှာတစ်ချက်ထွက်တယ်ဒီမှာတစ်ချက်ထွက်တယ်ဘောเนาะသူ့ရဲ့ဘေးမှာလည်းဒါ၆ထိပ်ခံပါဗျာ၄၆ခံခံပြီးမှသူ့ရဲ့ဇောင်းမှာဒါ light ထွက်တာပေါ့เนาะဒီခဏထွက်ဖို့လည်းသူ့ရဲ့ငင်းကွန်ခဏဒီဘေးနေ့ကခဏဖြစ်ရမယ်ပေါ့เนาะအဲ့လိုလေးပေါ့ ါဆိုတတိယကက်ဒီမှာ24ချိန်မှာရှေးပေါင်းရှေး8နောက်ပိတ်ပရိတ်6ဘောနော်သူရဲ့နောက်တစ်နှစ်ကဒီ3ပါတဲ့ပရိတ်6ကိုနောက်တစ်နှစ်မှာ3ပိတ်နဲ့ပရိတ်6ထွက်ပေါ့ဗျာသူကနေတစ်နှစ်နှစ်နှစ်3နှစ်4နှစ်မြောက်မှာဒါပရိတ်9ချက်ဆင့်ပေါ့နော်ခွန်ပါဝါ1ပရိတ်လို့ပေါ်ရင်သူ့ဆောင်မှာပရိတ်9ခုရဲ့အဆောင်မှာဘောဒီ690ဝမ်းချိန်နဲ့ဒါတချို့ဆိုတဲတွေ့လေးဖြစ်ကုန်မှာပေါ့နော်ပြီးခဲ့တဲ့ဘွေရမှာအဲ့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီကျွန်တော်တို့ကဒီ25မလို့ 55ပေါ့နော်55နေပြီဒီနေ့3 4 5 6နှစ်မြောက်2009ရဲ့မှာဒီ6တည့်အပီးစင်းရဲ့တပင်းကျော်ကနန်းဆိုရင်ဒါ5နှစ်ကိုဒီနေရာမှာ5နှစ်လို့ထွက်ခဲ့ရင်အိုက်ကနန်ဒီပြန်ကြလိုက်ကစားပေါ့ဒါခြေပေါင်းကိုခွာချောင်းနေလေညီတယ်လေကျွန်တော်ပြောနေချင်လိုင်းရှိတယ်နော်ဒီ9နှစ်ချဒါခွာကိုကြတာနဲ့ဒါရှေးပေါင်းကိုခွာချောက်ဒီနေရာမှာတော့ကျွန်တော်တုံးခဲ့နေတာပေါ့နော်အဲ့တော့ဒါရှေးပေါင်းကိုခွာချောက်လည်းဖြစ်တယ်အဲ့ဒီမှာရန်ရင်း၄၅နှစ်ပေါ့နော် ထဲပေါ့ဗျာအာတော့ရန်ပေါ့ဒါကြိုက်မှလည်းထိုးပေါ့နော်၄၅နှစ်နောက်ပြီးတော့အဲ့နှစ်ထဲမှာ तू ကဒါနှစ်ပရိတ်ရဲ့အောက်မှာထွက်နိုင်တဲ့ကဏ္ဍကိုပြောနော်နှစ်ပရိတ်ဒီလေဒါဒီမှာဆိုရင်ဒါ၃ပရိတ်ကဒါနှစ်ဦးမှာတင်ငါးခွန်ထွက်ပြီးတော့၃ပရိတ်ကဒီမှာမှလိုက်ထွက်တော့တယ်ဒီမှာပဲတပတ်လိုက်ထွက်တာပေါ့နော်နောက်ထပ်မရှိဘူးပြ3ပရိတ်ဒီလည်းနှစ်ခါထွက်တာပေါ့နော်အဲဒီမှာဆိုလဲဒါနှစ်ပရိတ်ကဒီမှာတစ်ခါထွက်တယ်နောက်တစ်ခါတော့ထွက်အောင်မယ်လို့ယူဆထားတယ်ပေါ့နော်နှစ်ခါလဲကြော်သားမျိုးလို့ဆိုတော့လည်းမတတ်နိုင်ဘူးပေါ့အဲမှာကနန်းအစ်စ် လေးနှစ်ကျော်ကဏ္ဍကိုအတက်ထွက်ဖို့ဆိုရင်တနည်းသုံးလေးနှစ်ကျော်ကဒီကဏ္ဍကိုကျွန်တော်ချောင်းထားတာဗျအဲသူ့ရဲ့တောင်းလူပင်ကျော်မှာဒါလေးထိတ်နဲ့ကဏ္ဍကလည်းဒီဘက်နှစ်ကိုလိုက်ထွက်တာဒီတစ်ခွပဲရှိတာဗောနော်အဲ့လိုထွက်ထားခြင်းကြောင့်သူ့ရဲ့ဘေးမှာလည်းဒါ6ထိတ်စီခံထားတယ်ဗျခံပြီးမှသူ့ရဲ့တပင်ကျော်မှာလိုက်ထွက်ဗောနော်ထွက်တော့လည်းဒီမြင်းကောင်ကကဏ္ဍစီလည်းသူ့ရဲ့ဘေးနှစ်ကကဏ္ဍပဲဗောအဲ့လိုလေးယူဆတာဗောနော် အဲ့တော့ဒီ96ခွန် breaking နဲ့ပတ်သက်လို့ဒါ96ခွန်665ပေါ့ဗျအဲ့လိုလေးထိုးရင်ထိုးပေါ့ breaking တဲ့ပတ်သက်လို့ပေါ့နော်